ဝိုင်းစွန်းနဲ့မတူပဲဆိုပြေကလိမ္မာရေးချရှိတဲ့ချွေးမလေးမလို့တောင်းငယ်ကိုပေးလိုက်ရတာမနှမျောဘူးဆိုတဲ့ဟင်းဝေရံမိခင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မင်္ဂလာချင်းတူရင်တောင်မှတန်ဖိုးချင်းကွာချတဲ့အတွက်ဆိုပြေလေးကိုအရန်ချစ်ပြီးတော့တောင်းငယ်လေးဟင်းဝေရံနဲ့သဘောတူကြည်ပြူချောင်းပြောပြခဲ့ရတာကတော့ဟင်းဝေရံရဲ့မိခင်ပါ အထူးသဖြင့်ဟေးဝင်းရဲ့အရင်ကတွဲခဲ့တဲ့ရေစာဟောင်းဝိုင်းစုနဲ့လုံးဝမတူညီပဲလိမ္မာရေးချရှိပြီးတော့အရာရာပြည်ပြည်စုံနေတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စိုးပြည့်ရဲ့လက်ထဲထည့်လိုက်ရတာမနှံ့မျောဘူးလို့ပွင့်လင်းစွာနဲ့ပြောပြလာခဲ့ပါသေးတယ်။စိုးပြည့်တစဉ်ဆိုတာကမြန်မာနိုင်ငံကပြည်သက်တွေအလုံးချစ်ခင်ရတဲ့စံပြအမျိုးသမီးကောင်းလေးတယောက်ပါ။ဝိစားစီရင်ပုံရိုးရှင်းသလိုစိတ်တဘောထားလေးကလည်းဖြူစင်ပြီးတော့တကယ့်ကိုအကြည့်တလေးဖြစ်တဲ့ဒီမင်းသမီးလေးကအားလုံးရဲ့အချစ်နဲ့ထိုက်တန်နေပါတယ် နောက်ပြီးတော့မြန်မာအမျိုးသမီးကောင်တယောက်ပြီးသားစွာနဲ့အိမ်မှုကိစ္စတွေအားလုံးကိုလည်းလှုပ်တက်ပြီးတော့ဖခင်တရားယိုသေးကိုင်းဆိုင်လိမ္မာရေးကြရှိတဲ့မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်ရောက်ခမကြီးကအချစ်ပူနေရတာဖြစ်ပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင်တော့သားသမီးတွေထဲမှာအချစ်ရဆုံးဖြစ်တဲ့သားငယ်လေးဟင်းဝရံကိုလက်ထပ်ပေးရမယ့်အပေါ်မှာတော်တော်လေးဝမ်းနည်းနေခဲ့မိပါတယ်။တခြားသားသမီးတွေကိုလည်းချစ်ပေမယ့်ဟင်းဝရံကတော့မိခင်ကြီးနဲ့ပူပြီးတော့နီးကပ်စွာနေထိုင်ပြီးတကယ့်ကိုလိမ္မာရေးချရှိတဲ့သားလေးဖြစ်တာကြောင့်မတော်တရော်တွေနဲ့တွေ့သောမှာကိုလည်းစိုးရိမ်နေရတာပါ။ဒါကြောင့်စိုးရိမ်ချင်တဲ့အချစ်ပေါ်နေရတဲ့သားငယ်လေးဟင်းဝရံကိုအရင်ရေးစားဟောင်းတဲ့သဘောမတူခဲ့ပဲအခုဆိုပြတဲ့စဉ်တဲ့ကြောင့်မှစိတ်ချလက်ချကြည့်ပြီးသဘောတူနိုင်တာဖြစ်ကြောင်းဟင်းဝရံရဲ့မိခင်ကြီးအန်ဒီဆန်းကအခု လိုပဲပြောပြလာခဲ့ရဖြစ်ပါတယ်။စူပြည်လင်းနေတာဆိုရင်တားငယ်ဟင်းဝီရံကိုလက်ထပ်ပေးရတာအင်မတန်ကိုထိုက်တန်ပြီးတော့နှမျောတဲ့စိတ်တွေလုံးဝမရှိတော့ဘူးလို့ကျေနပ်စွာနဲ့ပြောလာခဲ့ပါသေးတယ်။အရန်ချင်လုံးလုံးအရာရာပြည့်ပြည့်စုံအောင်ဂယူဆိုင်အလိုလိုက်ချစ်ခင်ပေးခဲ့ရတဲ့တားငယ်လေးဟင်းဝီရံကိုစိုးပြည်လေးကလည်းထပ်သူချစ်ပေးပြီးတော့မိဘတွေအထက်မလျော့အောင်ဂယူဆိုင်ပေးနိုင်မယ်လို့လုံးဝအပြည့်အဝယုံကြည်နေတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်းပရိသတ်ဝေဖန်မှုများစွာခံခဲ့ရတဲ့အနုပညာရှင်တွေဖြစ်ပေမဲ့ဘယ်တော့မှအပြုံးမပြတ်ပဲဘဝကိုအကောင်းမြင်တဲ့စိတ်နဲ့ကြော်ဖြတ်တဲ့သူတွေဖြစ်လို့မိဘတွေကလည်းစိတ်အေးသွားခဲ့ရပါပြီ။ မိမရေးကြရှိတဲ့အမျိုးကောင်းသမီးလေးကိုမှချွေးမတော်ခြင်းမရဲလို့စိတ်ကူးရှိခဲ့မှုတဲ့သူမရဲ့မျောလင်းချက်တွေကိုလည်းတားငယ်ဟင်းဝီရန်ကစိုးပြစ်လေးကိုအဖခေါ်လာပြီးတော့ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။တကယ်ကိုစိတ်တင်နေစရာဝမ်းသာပီတိဖြစ်စရာမင်္ဂလာပွဲလေးကိုကျင်းပခွင့်ရတဲ့အတွက်လည်းရောက်ခမကြီးကစိုးပြစ်ကိုအရန်ကျေးဇူးတင်နေရပါ။အခုဆိုရင်တော့မင်္ဂလာပွဲကိစ္စတွေကိုလည်းဘာမှစိတ်ပူစရာမလိုတော့ပဲ။မိဘတွေရောက်ခမတွေစိုးရိမ်နေရတာကမြေးပတ်နေရောက်မွေးရမလဲဆိုတဲ့ကိစ္စပါ။စိုးပြစ်လေးရဲ့မိခင်ကြီးကတော့မြေးသုံးရောင်းလောက်လိုချင်ပြီးတော့တားသမီးအများ ကြီးမွေးထားတဲ့ဟင်းဝရင်ရဲ့မိခင်ကြီးကတော့မြေးမလီနဲ့မြေးလေးနှစ်ယောက်လိုချင်တယ်လို့တိုင်ပင်နေကြတာပါတခြားအရာတွေညှင်းခုန်နေကြမလို့ပဲပျော်ရွှင်စရာမင်္ဂလာပွဲလေးမှာမြေးလေးပဲနှစ်ယောက်လိုချင်လဲဆိုတဲ့ကိစ္စကိုတိုင်ပင်နေကြတဲ့မိဘတွေရဲ့စိတ်ထဲမှာဘလောက်ထိကြင်နဲ့ပီတိဖြစ်နေမလဲဆိုတာသိသာစေပါတယ်ဟင်းဝရင်ရဲ့မိသားစုကတော့ဒီမင်္ဂလာပွဲကိုအရင်သဘောတူတဲ့အတွက်လူလိသိမရှိပြင်ဆင်ပေးခဲ့တယ်လို့နေထိုင်ဖို့အိမ်ကြီးကိုလည်းလက်ဖွဲ့ခဲ့ပြီးတော့စိုးပြေကိုတမိရင်လေးအဖြစ်နဲ့လက်ခံခဲ့ပါပြီ။ အခုဆိုရင်စေဆက်တောင်းရန်ချင်းကအစမင်္ဂလာဥဆွန်ကျွေအထိပျော်ရွှင်စရာမင်္ဂလာပွဲများစွာကိုလည်းငယ်စဉ်ဆုံးတွေလေးကကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဆိုပြီးသစဉ်လိုမျိုးချွေးမလေးတာရခဲ့မယ်ဆိုရင်ဟင်းဝရရမိခင်ကြီးအန်ဒီဆန်လိုမျိုးပဲတားကိုပေးရတာမနဲ့မျောဘူးလို့ဝမ်းသာကျေနပ်နိုင်ကြမှာလားရှင်။ကြီးစုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။